မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးမှာတော့ခုဒီပုံလေးကိုဆွဲပြပါမယ်ဒီပုံလေးမှာခုတက်ထားတဲ့ dimension unit ကဆိုရင် feet inch နဲ့တက်ထားပါတယ်ဒါဆိုရင် AutoCAD ဖိုင်ဖွင့်ပြီးတော့ဒီပုံလေးဆွဲဖို့အတွက် unit architectural ကိုအချိန်ပေးထားခဲ့ပါမယ်အဲဒီပုံလုံးပုံစဆွဲရမယ်ဆိုလို့ရှိရင်ကိုကဘယ်နေရာနေစဆွဲတာကိုအတွက်အဆင်ပြေမလဲပေါ့နော်အခုမှတော့ဒီဘက်ဆွန်ကနေဒီ circle နှစ်ခုဆွဲတဲ့ဒီ center ထိအကွာဝေး8 feet 8 inch ဆိုတဲ့အကွာဝေးကနေစဆွဲလိုက်ပါမယ်အဲ line comment ခေါ်မယ် first point ချရမယ်ဒါရရှင်ပြမယ် a v a and a အဲ့ဒီကွာဝေးလေးဆွဲလိုက်ပြီပြီးတော့ဒီအစွန်ကနေဒီစာကဲနှစ်ခုဆွဲရတဲ့ဒီစန်တာအထီးအကွာဝေးက3 feet 11.4 inch အကွာဝေးရှိမယ်အဲ့တော့အဲ့အမကလေးပေါ်လာဖို့အတွက်မတော့ကအဲ့အမလေးပေါ်အောင်အရင်ဆုံး line command နဲ့ဒီဘက်အစွန်ကနေ line တစ်ချောင်းထောင်းလိုက်မယ်ပြီးရင်အဲ့ line ကို move နဲ့ရွှေ့လိုက်မယ် m and r slash object enter base point ကိုင်မယ်ဒီ empire နိ direction ပြမယ်3 feet 1-1 by 4 enter ဒါဆိုရင်ဒီဘက်ဆုံးကနေ3 feet 1-1 by 4 inch square way ကိုဒီမလေးရပါပြီเนาะအဲ့တော့ဒီ circle နှစ်ခုဆွဲဖို့အတွက် center မလေးဒီမှာရသွားပါပြီအဲ့တော့ circle နှစ်ခုဆွဲပါမယ် circle command radius နဲ့ဆွဲမယ် radius 1 feet center မှတ်မယ် one fee enter နောက်ထပ် target comment enter ရိုက်ခေါ်မယ် center မှတ်ပေးမယ် one fee 63 by 4 inch c dash 3 by 4 inch အဲ့တော့ဒီ second နှစ်ခုဆွဲပြီးသွားပြီပေါ့နော်အခုဒီ line မလိုတော့ဆိုတော့ select ပြီးတော့ delete လိုက်ပါမယ်ခုမှဒီ second နှစ်ခုဆွဲပြီးသွားပြီဒီ second ကနေဒီ line ကနေခုနကမှာ track ခဲ့တဲ့3 1 1 by 4ဆိုရဲအထိ ပေါ့နော်ဒီအထိအကွာဝင် line လေးဆွဲရမယ်အဲ့တော့ line comment ခေါ်မယ်ဒီ quadrant ကနေ direction ပြ3-1 3 feet 1-1 by 4 inch and uh နောက်ထပ် line comment specific point specify first point quadrant ကနေ direction ပြ3 feet 1-1 by 4 inch နောက်ထပ် line comment enter ခေါက် quadrant ကနေဒါရရှင်ပြ3 feet 1-1.4 inch enter နောက်ထပ် line comment ခေါက် quadrant ကနေဒါရရှင်ပြ3 feet 1-1.4 inch အဲ့တော့ပြီးတော့ဒီထိန်းနှစ်ခုကိုပိတ်ပေးမယ်ပေါ့နော်အဲ့တော့ line comment နဲ့ end point တွေကိုပိတ်မယ်ပေါ့အဲ့တော့ဒီ end point first point click တယောက်ကိုပပန်တီကူလာအန်ပိုင်ဖြစ်ဖြစ်ရပါတော့အဲ့လိုပဲနောက်ထပ်ဒီ line ကိုလည်းပိမ့်မယ် and point clear second point and point enter နော်ဒါဆိုရင်ဒီဘက်ကခရင်ခွာလေးနှစ်ခုပါဆွဲပြီးသွားပြီဖြတ်တာကနောက်ပြီးကျမအကုန်ပေါင်းဖြတ်မယ်ပေါ့နော်အဲ့လိုဆိုဒီဘက်ချမ်းပြီးသွားပြီပေါ့အဲ့တော့နောက်တစ်ခုဒီအလေကဟာอืมဒီဒီ line ပြေးရပါတော့ တော့ဒီအလယ်ဆန်တာကနေဆိုရင်ဒီအလယ်ဆန်တာတဝက်ကနေဆိုရင်ဒီ93 by 4 inch ရဲ့အပေါ်တဝက်ပေါ့နော်အဲ့တော့ဒီမူရင်းဒီ line ဆွဲထားရှိရဲ့ဒီ line ပေါ့နော်အဲ့ဒီ line ကို offset ပြလို့ရမယ်ပေါ့နော် offset ဒီအပေါ်တဝက်ဒီဒီပေးထားတဲ့93 by 4 inch ဆိုတဲ့ dimension ရဲ့တဝက်ပေါ့နော်အပေါ်တဝက်အောက်ကိုတဝက် offset ပြပြီးရောဆွဲလို့ရမယ်ပေါ့အဲ့တော့93 by 4ရဲ့တဝက်ဆိုတော့9က နိုင်ရဲ့တဝက်က4ပေါ့နော်4.5ဆိုတော့4 1 by 2ရှိမယ်တပတ်က3 4တဝက်ဆိုတော့3 by 8နော်3 by 8အဲ့တော့ခုနက1 by 2နဲ့3 by 8နဲ့ကိုပေါင်းလိုက်လို့ရှိရင်7 by 8အဲ့တော့4 7 by 8ဆိုတော့အကွာဝေးကဒီစန္ဒာအလဲရနေအပေါ်ဆိုရင်4 7 by 8အောက်ကိုဆိုရင်4 7 by 8ဒါကအပြင်မှာကိုအရင်မကြွရင်အပြင်မှာချပြီးတော့ ဟိုနှုတ်ကြည့်ပါနော်ဒီမှာချပြီးရောတွက်ကြည့်ပါတဝက် offset ပြင်မယ်ပေါ့ distance အဲ့ဒါအမအရင်လုပ်ပါမယ် offset offset လုံးမှာဖြစ်တဲ့အတွက် o and a offset distance ကခုနကပြောခဲ့တဲ့4-7 by 8 and a select object ဒီ object ကို select ပြီးရင် direction အပေါ်ပြပြီးရင်အောက်ကို direction ပြပြီးရင် escape နဲ့ထွက်ဒါဆိုရင် မာရိုဒီ93.4ဆိုရဲဒီအပေါ်နဲ့ဒီဘောနဲ့ဒီလမ်းကြောင်းဒီလမ်းရောက်ပါပြီပေါ့နော်အဲ့တော့နောက်တစ်ခုကဒီစာကဲနှစ်ခုဆွဲရမယ်ဒီစာကဲနှစ်ခုဆွဲဖို့အတွက်ဒီဒီစင်တာနှစ်ခုရဲ့အကွာဝေးက2 feet 6 inch ဆိုရဲအကွာဝေးအဲ့တော့အဲ့ line နဲ့အရင်ထောင်းလိုက်မယ်မာရို line comment ယူလိုက်မယ်ဒီအလဲမှတ်ကနေ border direction ပြ2 feet 6 inch and ဟုတ်ပြီ ဒီကောင်ကို mid point နေကမြေရွှေ့လိုက်မယ်အလေနော်အဲ့တော့ m enter move လုပ်မယ် select object enter base point ကိုင်မယ်သူ့ရဲ့ mid point ရှာပါမယ်ကိုင်ပြီးတော့ဒီ end point မှာကလေးလိုက်ပါဒါဆိုရင်ဒီ center နှစ်ခုဆွဲဖို့အတွက်ဒီ line လေးရပါပြီပေါ့နော်အဲ့တော့စာကေက radius 3 33.4 inch နဲ့93.4 inch စာကဲနှစ်ခုရှိမယ်အဲ့တော့ radius နဲ့စာကဲဆွဲမယ်ဒီဘက်ထိပ်မှာတစ်ခု3-3.4 inch and a နောက်တစ်ခုနောက်တစ်ခုက9-3.4 inch အဲ့တော့ဒီစာကဲနှစ်ခုကိုဒီဘက်ထိပ်မှာလည်းဆွဲမှာဖြစ်တဲ့အတွက် copy နဲ့ copy command နဲ့ရွှေ့ ခေါ်လိုက်မယ်ပေါ့နော် co under select object under base point ကိုင်မယ် center ကနေပြီးရင်ကိုရွှေ့ကျင်တဲ့နေရာ end point ရောက်ရင် click ပြီးရင် skin network ဒီမှာလဲသူကဒီအတွင်းစာကဲဒေးဒေးနှစ်ခုတန်းချန်လိုင်းနဲ့လှမ်းဆက်မယ်အပြင်စာကဲနှစ်ခုတန်းချန်လိုင်းနဲ့လှမ်းဆက်မယ်ပေါ့နော်အဲ့တော့ line comment ခေါ်မယ်ဒီကနေတန်းချန်လိုချင်တာဖြစ်တဲ့အတွက် အဲ့စာကဲဘောမှာ shift right click နဲ့တန်းချက်အမှတ်ရှာပါမယ်ပြီးရင်စာကဲဘောကလစ်မယ်နောက်တစ်ခု shift right click နဲ့တန်းချက်ရှာပါမယ်စာကဲဘောမှာတစ်ချက်ကလစ်ပါမယ်ပြီးရင် line command ထက်ကောင်မှာဖြစ်တဲ့အတွက် enter shift right click နဲ့တန်းချက်မှတ်စာကဲဘောမှာကလစ်ချ shift right click နဲ့ဆက်လက်မယ်အဲတန်းချက်မှတ်စာကဲဘောမှာကလစ်ချ ။ Let's get နောက်တစ်ခါအတွင်းစာကဲနှစ်ခုအတွင်းစာကဲနှစ်ခုလည်းအလိုပဲ shift right click နဲ့တန်ကြမ်းမရှာမယ်တွင်းစာကဲလေးပေါ်မှာ click ချနောက်တစ်ခု shift right click နဲ့တန်ကြမ်းရှာမယ်စာကဲပေါ်မှာ click ချ sorry အစကင်းနဲ့ထွက်လိုက်မယ်နော် align command ပြန်ယူမယ် shift right click နဲ့တန်ကြမ်းမစာကဲပေါ်မှာ click ချ shift right click နဲ့တန်ကြမ်းမစာကဲပေါ်မှာ click ချ ။အဲဒါဆိုရင်ဒီပုံမှာပြီးသွားပြီပေါ့နော်။အဲမလိုရာလေးတွေဖြတ်ပါမယ်။ဒီဒီစန်တာနှစ်ခုပါဝေးဆွဲထားတဲ့ဒီ line ဆိုရင်မလိုတော့ဘူး enter ။အရင်ဆုံးပထမဆွဲခဲ့တဲ့ဒီ line ရတယ်မလိုတော့ဘူး။ delete မယ်။အဲရောမလိုရာပါရှိသေးတယ်။ drain เนี่ยဓာတ်ရိုက်ဓာတ်ရိုက်ဖြစ်မယ်ပေါ့เนาะအဲ့တော့ trim လုပ်မယ်ပေါ့เนาะ trim command က dr under under နှစ်ချက်နဲ့ဖြတ်မယ်ပေါ့ အဲ့တော့ဖြတ်လို့ရတဲ့ဟာအကုန်ဖြတ်လိုက်မယ်အဲ့ဒါလေးရလွတ်သွားပါတော့ဒါကပြီးမှဆက်လက်မှတ်ပြီးရောဒလီရပါတယ်ဟိုဒီ train command ထားတော့ကျန်တဲ့မလိုချင်တဲ့အပိုင်းတွေကိုလိုက်ဖြတ်ပါမယ် ဒါကကိုကျွမ်းကျင်တယ်လို့ပေါ့နော်ကိုအစဉ်ပြေတယ်လို့မျိုးကိုဖြည့်စင်တဲ့ဟာနဲ့စဖြည့်လိုက်ရပါတယ် train နဲ့ဖြည့်လို့မရတဲ့ကောင်းနေမှာကြာလို့ရှိရင်ဒီတိုင်းဆက်လက်ပြီးတော့ delete keyboard က delete ကလပ်လေးနဲ့ပေါ့နော်ဖြည့်လို့ရပါမယ်အဲ့ဒီမမတို့ပါကြံနေသေးတယ်ဆိုရင်အခု train ကို skin နဲ့ထွက်လိုက်မယ်နော်အခုဒါလေးကြံနေခဲ့ရသူ့ဒီတိုင်းဆက်လက်ပြီးတော့ delete နဲ့ဖြည့်လိုက်မယ်ဒါလေးကြံနေခဲ့ပေါ့နော် ီထိတ်ကလေးကျန်နေရဲ့ TR under under နဲ့ပဲဖြတ်လိုက်မယ်။နောက်ပြီးတော့ဗာကျန်နေသေးတယ်ဆိုတော့ဒါလေးကျန်မယ်။ဒါပေမဲ့ဒီအစွန်လေးတွေမှာသူကဘာလုပ်ထားလဲဆိုတော့ fillet လုပ်ထားတယ်နော် fillet radius တန်ဖို့41.2 41.2 inch နဲ့ fillet လုပ်ရအောင်မယ်။အဲ့တော့ဒီထောင်လေးတွေကိုအရင်ဆုံးလုပ်လိုက်အောင်မယ်။ F under r under 4 dash 1 by 2 and uh ်တဲ့နော်412ဟုတ်ပြီအဲ့တော့ဒီနေရာရဲ့ဆိုဒီနေရာရဲ့ဒီနေရာရဲ့ under ဒီနေရာရဲ့ဒီနေရာ under ဒီနေရာရဲ့ဒီနေရာရဲ့ဒီတောင်းရဲ့ဒီတိုင်းဟုတ်ပြီနော်ဒါဆိုရင်ရပါပြီနော်ဒီပုံစံအတိုင်းပဲပေါ့အဲ့ဆိုရင်ဒီပုံလေးဆွတ်တက်မယ်လို့ထင်ပါတယ် Wie sie dir meine?